TV ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းဥပုံရာဌာနီခရိုင်နမ်မြင်းမြို့နယ်ထဲမှာမေလ28ရက်နေ့မနက်အစောပိုင်းကထိုင်းစစ်တပ်နဲ့ကမ္ဘောဒီးယားတပ်တို့ကြားပစ်ခတ်မှုဖြစ်ပွားပြီး ကမ္ဘောဒီးယားစစ်တီတအူးသေဆုံးသွားခဲ့လို့ထိုင်းသတင်းတွေမှာဖော်ပြပါဗျ။မေလ28ရက်နေ့မနက်9:45မိနစ်ကကမ္ဘောဒီးယားစစ်တပ်ဘက်ကပုံမှန်ကင်းလှည့်နေတဲ့အချိန်ထိုင်းစစ်တပ်ကပစ်ခတ်ခဲ့တာကြောင့်ကမ္ဘောဒီးယားဘက်ကအသက်48နှစ်ရှိတဲ့တပ်ချက်ကြီးဆုံလွန်ကြဆုံးသွားကြောင်းကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါဗျ။ ကြင်ပြည်နယ်ဖားကဲမြို့နယ်လုံခင်းမြို့မှာမေလ29ရက်နေ့ကစစ်ကောင်စီတပ်ကပြစ်ခတ်တာကြောင့်အရသာ900ရောက်သိဆုံးခဲ့ပြီးအလောင်းပြန်မကောက်နိုင်သေးဘူးလို့ဒေသခံတွေစီကသိရပါဗျ။အရခတ်တော်အေကဖမ်းဆီးထိန်းသိမ်းထားတဲ့အသက်မပြည့်သေးတဲ့ចောင်းသားတွေအပါအဝင်ချင်းလူငယ်63ယောက်ကိုအ мян ဆုံးပြန်လွှတ်ပေးဖို့အတွက်မိသားစုဝင်တွေနဲ့ချင်းနိုင်ငံရေးဦးဆောင်ကော်မတီရခိုင်ပြည်နယ်ကတောင်းဆိုလိုက်ပါတယ်။ TV ရဲ့နောက်ဆုံးရသတင်းတွေကို DVTV New Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။